ားပါရှင်ကျွန်မကတင်ပါဒီနေ့အော်တိုဘာ3ရက်နေ့ draft people spring ရဲ့အနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကမ္ဘောဒီးယားအမဟောင်းကိုဘန်ကောက်မှာလုကြံခဲ့တဲ့တနက်သမားထောင်တန်းတသက်ချခံရတဲ့သတင်းမတင်ကားစရာ drone တွေတွေ့လို့ immune လေဆိပ်ကိုယာယီပိတ်ခဲ့ရတဲ့သတင်းနဲ့ရပ်ပိုင်းအတွင်တတိယမြောက်မုံတိုင်း flow ပိုင်းကိုဖျက်ဆန်းတိုက်ခတ်တဲ့သတင်းဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်ကမ္ဘောဒီးယားလွှတ်တော်အမဟောင်းကိုလူမြင်ကွင်းမှာလုကြံတပ်ဖြတ်ခဲ့သူကိုထိုင်းတရားရုံးကထောင်တန်းတသက်ချမှတ်လိုက်ပါတယ် အခုနှစ်စံပိုင်းဇန်နဝါရီ9ရက်တုန်းကထိုင်းနိုင်ငံဘန်ကောက်မြို့တော်စီကို ရောက်ရှိနေစဉ်အတော်တွင်ကမ္ဘောဒီးယားအတိုက်ခံအမတ်ဟောင်းလင်ကယောကိုမြေဖြစ်သူနဲ့ဇနီးတဲ့ရှိမှတင်တနက်သမားတဦးကတုံးချက်ပစ်ခတ်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အသက်42နှစ်အရွယ်လူသက်သမားအက်ကာလတ်ပေလွိုင်ကိုနောက်တစ်နေ့မှာတော့အိနီချန်ကမ္ဘောဒီးယားနိုင်ငံမှာခြေရာခံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အသက်84နှစ်အရွယ်ကင်ယောကိုလုံခြံမှုရဲ့နောက်ွယ်မှာဩဇာကြီးမားတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကဓာတ်ရိုက်ဆက်နွယ်ပတ်သက်နေတယ်လို့ အတိုက်ခံအင်အားစုတွေကဆက်ဆဲခဲ့ပါတယ်။ဒါပေမဲ့ဟွန်ဆန်ရဲ့တားပြစ်သူဟွန်မာနဲ့ဥဆောင်တဲ့လက်ရှိကမ္ဘောဒီးယားအစိုးရကတော့အငြင်းဆိုထားပါတယ်။အော်တိုဘာ3ရက်နေ့မှာတော့ဘန်ကောက်ရာဇဝတ်တရားရုံးတရားသူကြီးကဒီအမှုမှာကျွလွန်သူဟာတေဆုံးသူကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တယ်ဆိုတာထင်ရှားတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။တရားခန့်ဟာပြစ်မှုကျွလွန်ခဲ့တယ်ဆိုတာကိုဝန်ခံခဲ့တဲ့အတွက်သူ့ရဲ့ပြစ်ဒဏ်ကိုတော့အထောင်ဒဏ်တသက်အဖြစ် short box သတ်မှတ်ပေးလိုက်တယ်လို့တရားရုံးကပြောပါတယ်။အကာလတ်ဟာထိုင်းနိုင်ငံသား motorcycle တက်စီသမားတစ်ဦးဖြစ်ပါတယ်။ သူကလူသက်မှုကိုကျူးလွန်ခဲ့တယ်ဆိုတာကိုလည်းဝန်ခံထားပါတယ်။တရားသူကြီးကဒီလူသက်မှုရဲ့ကျူးလွန်ခြင်းနောက်ွယ်ကအကြောင်းရင်းနဲ့ဂျိုးကိုင်းစေကိုင်းသူရှိမရှိဆိုတာကိုတော့အစီရင်ချက်မှာထည့်ပြောမသွားပါဘူး။ကွယ်လွန်သူရဲ့ပြင်သစ်နိုင်ငံသူဇနီးတဲ့အန်မာရီလင်ရဲ့ရှေ့နေကတော့ဒီနေ့စီရင်ချက်ပေါ်ကျင်းတဲ့အတိုင်းပြစ်မှုအတွက်နောက်ွယ်ကနေခိုင်းစေသူကိုအန်အနေနဲ့သိချင်နေစေဖြစ်တယ်လို့မှတ်ချက်ပေးသွားပါတယ်။သူတို့ကတော့တကယ်တရားခံအစ်စ်တွေဟာကမ္ဘောဒီးယားမှာရှိနေစေလို့ယုံကြည်ပြီး သူတို့ကိုထိုက်တန်တဲ့တရားမျှတမှုအတွက်အပြစ်ပေးနိုင်ရေးထိုင်းအစိုးရကအကူအညီဖို့မျှော်လင့်ကြောင်းရှင်းနေကဆိုပါတယ်ဇန်နဝါရီလတုန်းကတော့ထိုင်းရဲတွေကအကာလတ်ကိုအ धिक ချိတ်ဆက်ညှဉ်းချခဲ့တယ်လို့ယူဆရတဲ့ကမ္ဘောဒီးယားနိုင်ငံသားတယောက်ကိုလည်းရှာဖွေနေတယ်လို့ပြောခဲ့မှုပါတယ်အော်တိုဘာ3ရက်နေ့တရားခွင်မှာတော့တရားသူကြီးကနောက်ထပ်ထိုင်းနိုင်ငံသားတဦးဖြစ်တဲ့ Chagrit Buyeki ကိုကျန်းရပါအနေနဲ့ဆွဲချက်တင်ထားတာကိုပယ်ချပေးခဲ့ပါတယ်သူကအကာလတ်ကိုထိုင်းကမ္ဘောဒီးယားနယ်စပ်ထိပို့ဆောင်ပေးခဲ့တဲ့ရင်မောင်းပါ ဒါပေမဲ့ချာဂရပ်ရဲ့အရှိန်ကတော့သူ့ရဲ့အမှုတွေဟာဘာတွေဖြစ်ကမှန်းဘာမှမသိပဲရိုးရိုးတသားပဲအကာလတ်ကိုနေဆက်ပို့ပေးခဲ့ရုံသာဖြစ်တယ်လို့အခိုင်အမာခုခံရှောင်လဲခဲ့ပါတယ်။ထိုင်းမီဒီယာတချို့ကတော့အကာလတ်ဟာအခုလူတက်မှုကြောင့်ဘတ်6000လောက်ပတ်စံရခဲ့တယ်လို့ဖော်ပြနေပေမဲ့ရဲတွေကတော့အကာလတ်ဟာကျေးဇူးကျွေးတစ်ခုကိုပြန်ဆက်ဖို့အခုလိုရက်ကိုကျွလွန်ခဲ့ပြီးငွေကြေးအတွက်မဟုတ်ခဲ့ဘူးလို့ပြောကြားထားပါတယ်။တေဆုံးသူအမဟောင်းဟာ 2023ခုနှစ်အထိကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးလက်ရှိမှာလည်းလွှတ်တော်အမတ်အနေနဲ့တာဝန်ယူထားသူဟွန်ဆန်ရဲ့ခါးသီးတဲ့ပြိုင်ဘက်တူအဖြစ်ရှုမြင်ခြင်းခံထားရပါတယ်။ဟွန်ဆန်ရဲ့အဆိုအရဟာအတိုက်ခံအင်အားစုတွေကိုအင်အားသုံးဗိုလ်ချုပ်ပြီးဖြိုခွင်းမှုတွေကြောင့်လည်းနမည်ဆိုးနဲ့ကြော်ကြားခဲ့ပါတယ်ရှင်။မတင်ကားစရာဒရုန်းတချို့ကိုအနီးတစ်ဝိုက်မှာထောက်လန်းတွေ့ရှိခဲ့တဲ့နောက်ဂျာမနီနိုင်ငံမြူနစ်မြို့ရဲ့နိုင်ငံတကာလေဆိပ်ကိုယာယီပိတ်ခဲ့ရပါတယ်။အော်တိုဘာ၂ရက်နေ့ကလေဆိပ်ပိတ်ခဲ့ရတဲ့အခြေအနေကြောင့် လေရင်ခီးစဉ်ဒါဇင်နဲ့ချီရွှေဆိုင်ခဲ့ရပြီးခီးသည်3000နီးပါးလောက်ဟာနှောင့်နှေးမှုတွေကျုံခဲ့ရပါတယ်။လေဆက်ရဲ့ထုတ်ပြန်ချက်အရပြန်တက်မဲ့လေရင်ခီးစဉ်18ခုကိုဆိုင်းငံ့ထားရပြီးစင်းတက်လာမဲ့လေရင်15စီးကိုနီးစက်ရတခြားလေဆက်တွေစီလမ်းကြောင်းပြောင်းစီခဲ့ရတယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ဟာဒိမက်ရဲ့လေဆက်တွေ6ကန်းတွေနားမှာ drone တွေတွေ့ခဲ့ရတဲ့ကိစ္စပြီးအလားတူကြုံတွေ့လာတဲ့ပြဿနာပါ။ဒိမက်မှာလည်းလေဆက်တွေယာယီပိတ်ပြီးအရေးပေါ်တုတ်ပြန်ခဲ့ရပါတယ်။ ဒိမတ်အစိုးရကတော့အဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာရုရှားရဲ့ဆက်နက်မကင်ဘူးလို့ဆွဆွဲပြီးနှမျိုးဆက်တိုက်ခိုက်မှုပုံစံတစ်ခုလို့ဝေဖန်ခဲ့ပါတယ်။မြူနစ်၄စိတ်နောက်မှာတော့ညောင်မောင်နေတဲ့အချိန်မှာဒရုန်းမီးရောင်တွေကိုမြင်ခဲ့ရပေမဲ့အလင်းရောင်မလုံလောက်တာကြောင့်ဒရုန်းတွေရဲ့အမျိုးအစားအရွယ်အစားနဲ့ဆော့လွတ်တဲ့နေရာတွေကိုမထောက်လန်းနိုင်ခဲ့ကြောင်းအာနာဘာနီကပြောပါတယ်။ဥရောပတမကအဖွဲ့ဝင်နိုင်ငံတွေထဲမှာမတင်ကားစရာဒရုန်းတွေမကြာခဏတွေ့မြင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအခုသတင်းပတ်တဲ့မှာဒိမတ်နိုင်ငံကိုဗင်ဟေဂင်မြို့တော်မှာ တမကအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေစုဝေးတိုင်ပင်ခဲ့ကြပါသေးတယ်။စက်တင်ဘာလတုန်းကလည်းပိုလန်နိုင်ငံပိုင်နက်ထဲကိုရုရှား drone အစီး20လောက်ကျူးကျော်တာရုရှားရဲ့ Mi-31 တိုက်လေယာဉ်3စီးက Estonia လေပိုင်နက်ထဲဝင်ရောက်တာမျိုးတွေဖြစ်ခဲ့ပါတယ်။ drone တွေတွေ့ရှိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ဒိမက်ရဲ့ Copenhagen လေဆိပ်နဲ့ Norway ရဲ့ Oslo လေဆိပ်ကိုလည်းယာယီပိတ်ခဲ့ရပါသေးတယ်။ရုရှားကတော့ဒိမက်မှာ drone တွေဆင်းလို့ခဲ့တယ်ဆိုတာကိုညှင်းဆို့ထားပြီး ဒိမတ်အာနာဘန်ဒီကိုရိုင်းကလည်းရုရှားကအ धिक မတင်ကားစရာ ဖြစ်နေပေမဲ့တည်ကြတဲ့အထောက်အထားမပြသနိုင်တာကိုဝေခံထားခဲ့ပါတယ်ရှင်။ဖလော်ပိုင်းအနေငယ်ဟာရပ်ပိုင်းအနေငယ်အတွင်းမှာတင်တတိယမြောက်မုံတိုင်းတစ်ခုကုန်းတွင်းဝင်ရောက်တက်ခတ်မှုကိုကြုံတွေ့ခဲ့ရပါတယ်။အော်တိုဘာ3ရက်နေ့မှာအပူပိုင်းမုံတိုင်းမတ်မိုကဖလော်ပိုင်းနိုင်ငံအရှေ့မြောက်ပိုင်းအစ်စပယ်လာဒေသထဲမှာရှိတဲ့ဒီနာပင်ဂူအေရီယာကနေကုန်းတွင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။မုံတိုင်းဟာအနောက်မြောက်ဘက်ကိုဆက်လက်ဦးတည်ရွေ့လျားနေပြီး အခုသတင်းပတ်ကုန်ရရင်တရုတ်နိုင်ငံရဲ့ဟိုင်နန်ကျွန်းမြောက်ပိုင်းထိရောက်ရှိလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဒေသအတွင်းမှာပေါ်လိုလို့ခေါ်ပေါ်တဲ့မတ်မိုဟောင်းအပူပိုင်းမွန်တိုင်းအဆင့်ကနေတိုင်ဖွန်းအဖြစ်အားကောင်းလာနေတယ်လို့ဖလော်ပိုင်းမိုးလေဝသအေဂျင်စီကပြောပါတယ်။မွန်တိုင်းရဲ့အမြင့်ဆုံးလေတိုက်နှုန်းဟာမွန်တိုင်းမြေဆီတဝိုက်မှာတနာယီမိုင်80လောက်ထိအားကောင်းနေပါတယ်။မွန်တိုင်းဟာအနောက်အနောက်မြက်ဘက်ကိုတနာယီ15မိုင်နှုန်းလောက်နဲ့ဆက်လက်ရွေ့ရှားနေရလို့လည်းသိရပါတယ်။ဖလော်ပိုင်းမိုးလေဝသဌာနကတော့ မုံတိုင်းကြောင့်နိုင်ငံရဲ့တချို့အစိပ်ပိုင်းတွေမှာရေကြီးမှုတွေလေပြင်းတက်ခတ်မှုတွေကြုံနိုင်ကြောင်းသတိပေးထားပြီးကံရိုးတန်းတွေမှာလည်းအတော်အတင့်ကြီးမားတဲ့လိုင်းလုံးတွေရိုက်ခတ်နိုင်တယ်လို့ကြေညာထားပါတယ်ဆလပိုင်းဟာပြီးခဲ့တဲ့လောက်ကုန်ပိုင်းတော့ကလည်းတိုင်ဖွန်မုံတိုင်းတွေဖြစ်တဲ့ရာဂါစာနဲ့ဘူအာလိုင်းတိုင်ဖွန်မုံတိုင်းတွေရှစ်ဆင့်နောက်ဆင့်ဝင်ရောက်တက်ခတ်တာကိုကြုံတွေ့ထားပြီးဘူအာလိုင်းကြောင့်အသေးအပြောက်ဒါဇင်နဲ့ချီဖြစ်ပေါ်ခဲ့ပါတယ်အရှိတောင်အရှဒေသတွေမှာပါဝင်တဲ့ကျန်းစုနိုင်ငံဆလပိုင်းဟာနှစ်စဉ်တိုင်ဖွန်ရာသီတွေရောက်တိုင်း မုံတိုင်း20လောက်ဖြတ်တန်းတဲ့တံကိုခံရလေရှိပါတယ်။မကြသေးခင်ကတော့ဖလော်ပိုင်းအလဲပိုင်းမှာအင်အားမကနေကျု6ဒရမ9အဆင့်ငလျင်တစ်ခုပါလုတ်ခတ်ခဲ့တာကြောင့်လူ82ယောက်ထပ်မံတေဆုံးခဲ့ပါသေးတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။